အားလုံးပဲမင်္ဂလာပါ Bami's Knowledge Hub Channel လေးကနေပြန်လဲကြိုးစိုးလိုက်ပါတယ် Hollywood ရုပ်ရှင်ဇာတ်လမ်းတွေမှာမကြာခဏဆိုသလို Yellowstone ဆိုတဲ့နာမည်ကိုကြားပူးကြားလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့ပြောပြမယ်အကြောင်းအရာကဒီ Yellowstone လို့ခေါ်တဲ့ American နိုင်ငံကပထမဆုံးအမျိုးသားဥယျာဉ်ကြီးထဲမှာဖြစ်ပျက်ခဲ့တဲ့ကမ္ဘာကျော်အချစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့အကြောင်းဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီဇာတ်လမ်းကလူတွေရဲ့အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ဘဲ ရက်ဆက်ကြမ်းကြုတ်လာပါတယ်ဆိုတော့ဝင်းဘလွေးနှကောင်ရဲ့ဂျားတွေကဇက်လန်းလေးတစ်ခုပါယောက်ျားအရင်မှကြီးတွေကိုတောင်မျက်ရည်ကျသွားစေခဲ့တဲ့တားရဲလောကကနူးညံ့တဲ့ဇက်လန်းလေးတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်ဒီနေ့ပြောပြပေးမယ့်ဒီအကြောင်းအရာကတဘာဝပါဝင်ခြင်းရဲ့အရေးပါပုံတွေအစာကွင်းဆက်ထဲကတလိပ်ဆန်တစ်မျိုးပျောက်ကွယ်သွားမယ်ဆိုရင်စိုးကျိုးတွေဘလောက်ထိရှိတယ်ဆိုတဲ့အကြောင်းအရာတွေပါဝင်ပါတယ်ဒီတော့ဇက်လန်းလေးကိုစားလိုက်ကြရအောင်ပါ 1800ခုနှစ်မတိုင်ခင်ကအမေရိကန်နိုင်ငံ Yellowstone area မှာဝင်းပလွေအကောင်ရေပေါင်းက1000ခန့်အထိကိုရှိခဲ့ပါတယ်1882ခုနှစ်မှာတော့အမေရိကန်အစိုးရက Yellowstone ကို ပထမဦးဆုံးအမေရိကန်နိုင်ငံရဲ့အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်လိုက်ပါတယ်ထူးဆန်းတာတစ်ခုကအဲ့ဒီအချိန်ကအမေရိကန်အစိုးရကဝင်းပလွေနဲ့ဝက်ဝံလိုသားရဲတွေကိုလူတွေရဲ့ရန်သူအဖြစ်သတ်မှတ်ထားခဲ့ကြတာပါတရားဝင်မူဝါဒအရာ predator eradication လို့ခေါ်ပြီးတော့ပါရဲတလေးဆန်တွေအားလုံးကိုအမြင့်ဖြတ်တက်ဖြတ်ရှင်းလင်းရေးလို့ခေါ်ပါတယ်အဲ့ဒီအချိန်ကသဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာအားနည်းသေးတာကြောင့်ဒီလိုမျိုးလှုပ်ခဲတာလည်းဖြစ်နိုင်ပါတယ်။ဝင်းပလွေတွေနဲ့ဝက်ဝံတွေကိုအမဲလိုက်တက်ဖြတ်ဖို့အစိုးရကနေကိုယ်တိုင်ဘတ်ဂျက်တွေချပေးခဲ့ပါတယ်။1914ခုနှစ်ကနေ1926ခုနှစ်အတွင်းကာလတွေက ယယ်လိုစတုန်းဒေသကသားရဲတလိပ်ဆန်ဤအတွက်ငရဲကန်းတမျှဒုက္ခရောက်ခဲ့ကြရတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်အစိုးရရဲ့စီမံကိန်းတစ်ခုအနေနဲ့ဒီဒေသကသားရဲတလိပ်ဆန်တွေကိုအမြင့်ဖြတ်တက်ဖြတ်ချေမှုန်းရေးတွေလုပ်ခဲ့ကြပါတယ် United States Biological Survey လို့ခေါ်တဲ့အဖွဲ့နဲ့ Yellowstone ရဲ့အဆောင်တွေပူးပေါင်းပြီးတော့ဝင်းပလွေတွေကိုနီလန်းမျိုးစုံနဲ့တက်ဖြတ်ပစ်ခဲ့ကြတာပါအစိတ်ခတ်တက်တာတွေ တနက်နေ့အမဲလိုက်တာတွေအပြင်ကန်ကဲအလားပိုင်းလိုမျိုးအမဲလိုက်ခွေးကြီးတွေကိုတုံးပြီးတော့ဝင်းမလွေတကူနီလန်းမျိုးစုံနဲ့ရှင်းလင်းခဲ့ကြပါတယ်1926ခုနှစ်မှာတော့ Yellowstone မှာနောက်ဆုံးကြံနေခဲ့တဲ့ဝင်းမလွေအမားတကောင်ကိုတက်ပစ်လိုက်ပြီးတဲ့နောက်ပိုင်း Yellowstone မှာဝင်းမလွေတကောင်မှမကြံတော့ဘဲလုံးဝမျိုးတုံးသွားခဲ့ပါတယ်1882ခုနှစ် Yellowstone ကိုအမျိုးသားဥယျာဉ်ဖြစ်သတ်မှတ်ပြီးနောက်ပိုင်း54နှစ်အကြာ 1926ခုနှစ်မှာတော့ Yellowstone မှာရှိခဲ့တဲ့ဝင်ပလွေအကောင်ရေတစ်ထောင်လောက်ကလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ဒါကဒီဒေသရဲ့ဂေဟာစနစ်ကြီးတစ်ခုလုံးပျက်စီးသွားစေဖို့အမေရိကန်အစိုးရကကမကထပြုလုပ်လိုက်တယ်လို့ပါပဲ။1926ခုနှစ်နောက်ပိုင်း Yellowstone မှာဝင်ပလွေတွေမရှိတော့တဲ့အတွက်သူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့အက်ကလိုခေါ်တဲ့အမေရိကန်သမင်အရေးအတွက်ကအစမတန်များပြားလာပါတယ်။ဒီလိုများပြားလာတဲ့သမင်အုပ်စုတွေရဲ့အစာလိုအပ်ချက်အရာ Yellowstone area မှာရှိတဲ့မြက်ပင်တွေကနေစပြီးတော့တခြားသစ်ပင်ပေါင်းစုံကတမင်တွေရဲ့အလွန်ကျွံစားသုံးမှုဒဏ်ကိုခံခဲ့ကြရပါတယ်။ဒါကြောင့်မဲ့ Yellowstone မှာသစ်ပင်တွေရှားပါးလာပြီးလွင်နီးခေါင်ပင်ပုံစံမျိုးအထိဖြစ်ခဲ့တာပါ။မြစ်ကမ်းဘေးလိုနေရာမျိုးတွေမှာမြေစည်းလွှာကိုထိန်းထားပေးမဲ့သစ်ပင်တွေမရှိတာကြောင့်မြစ်ကမ်းဘာပြိုတာမျိုးတွေကလည်းမရေမတွက်နိုင်အောင်ဖြစ်ခဲ့ပြန်ပါတယ်။မြစ်ကမ်းပါပြိုကျမှုတွေကြောင့်ရေစီးချောင်းတွေပါပြောင်းလဲကုန်ပြီးတော့မြစ်ချောင်းတွေပြောင်းလဲလာပြီးနောက်ဆုံးလူနေဧရိယာတွေကိုပါ ရကြီးရရှန်နာတွေမြေပြိုတာတွေစတဲ့ကပ်ဘေးတွေရိုက်ခတ်လာပါတယ်အဲ့ဒီချိန်ရောက်မှအမေရိကန်တွေက Yellowstone မှာသူတို့တွေအမားကြီးတစ်ခုကျူးလွန်လိုက်မိမှန်းတိလိုက်ကြပါတယ်ဒါပေမဲ့အချိန်ကလွန်နေခဲ့ပါပြီဒါကဂေယာစနစ်နဲ့တဘာဝတရားကြီးကိုစိန်ခေါ်မိတဲ့အကြောင်းတရားရဲ့နောက်ဆက်တွဲအကျိုးဆက်ပါဘာမှမဟုတ်လောက်ပါဘူးလို့ထင်ခဲ့တဲ့ကိစ္စသေးသေးလေးတစ်ခုကနေအခုတော့ပြဿနာအကြီးကြီးဖြစ်လာခဲ့ပါပြီ Butterfly effect ဆိုတာကလည်းဒါပါပဲဒီလိုမျိုး Yellowstone ရဲ့ Gaia စနစ်ကြီးယိုယွင်းလာတဲ့အခါမှာတော့ USFWS လို့ခေါ်တဲ့ United States Fish and Wildlife Service NPS လို့ခေါ်တဲ့ National Park Service တွင်နေအတူ Yellowstone ရဲ့ဝန်ထမ်းလည်းဖြစ်သူတေတီတွေလည်းဖြစ်တဲ့ Doc Smith နဲ့ Mike Phillips တို့ကဥဆောင်ပြီးတော့စီမံကိန်းတစ်ခုရေးဆွဲခဲ့ကြပါတယ်ဒီစီမံကိန်းကိုတော့ Yellowstone Wolf Recovery Project လို့နာမည်ပေးလိုက်ကြပါတယ်စီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ရိုးရွင်းပျက်စီးနေပြီဖြစ်တဲ့ Yellowstone ရဲ့ Gear Snake ကိုပြန်လည်တက်မှတ်နိုင်မှု ဒီနေရာရဲ့အစာဂွင်းဆက်မှာ top predator ဖြစ်ခဲ့တဲ့ဝင်းပလွေတွေကိုပြန်လဲခေါ်ဆောင်လာကြဖို့ပါ1994ခုနှစ်ကိုရောက်မှ environmental impact state EIS က busy ခဲ့ပြီးတော့ဒီအစည်းအဝေးကိုခွင့်ပြုပေးခဲ့ပါတယ်ခွင့်ပြုချက်ရ PPGN သူတို့က Yellowstone မှာရှိခဲ့တဲ့ Northern Rocky Mountain Wolf မျိုးစိတ်နဲ့ DNA စင်နူမှုရှိတဲ့ဝင်းပလွေမျိုးစိတ်ကိုရှာဖွေခဲ့ကြပါတယ် တကယ်လို့ DNA ကွဲပြားတဲ့ဝင်ပလွေမျိုးစိတ်တစ်ခုကိုမှားယွင်းပြီးတော့ဒီဒေတာကိုခေါ်လာမိရင်မမြင်နိုင်တဲ့စိုးကျိုးတွေထပ်မံဖြစ်ပေါ်လာနေတာကြောင့်သူတို့ကဝင်ပလွေမျိုးစိတ်ရွေးချယ်ရေးကိုလည်းဂယူဒီဇိုင်းလှုံ့ဆော်ခဲ့ကြပါတယ်ဒီလိုစမ်းသပ်မှုများစွာပြုလုပ်ပြီးတဲ့နောက်မှာ သူတို့ကကနေဒါနိုင်ငံက Alberta နဲ့ British Columbia ဝင်ပလွေမျိုးစိတ်တွေကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအချိန်ကကဘာပါမဝင်ပလွေမျိုးစိတ်ပေါင်း32မျိုးလောက်အထိရှိနေပြီးတော့ဒီထဲမှာမှ Alberta နဲ့ British Columbia ဝင်ပလွေမျိုးစိတ်တွေက Yellowstone မှာရှိခဲ့တဲ့ Northern Rocky Mountain Wolf တင်တဲ့ DNA စင်တူမှုရှိနေတာကြောင့်ရွေးချယ်ခဲ့တာပါလက်ရှိ2025ခုနှစ်မှာတော့ဝင်းဘလွေမျိုးစိတ်က6မျိုးကန့်သာရှိနေပြီးတော့အခုပြောပြခဲ့တဲ့ဝင်းဘလွေ3မျိုးလုံးကနေ Northwestern Wolf လို့ခေါ်တဲ့ဝင်းဘလွေမျိုးစိတ်တစ်ခုရဲ့အောက်ကိုရောက်ရှိသွားခဲ့ပါပြီ သူတို့ကဝင်းဘလွေမျိုးစိတ်ရွေးချယ်ပြီးတဲ့နောက်မှာတော့ကနေဒါနိုင်ငံအထိသွားရောက်ပြီးငယ်ရွယ်ပြီးတော့တန်မာတဲ့ဝင်းဘလွေတွေကိုရွေးချယ်ဖန်ဆီးခဲ့ကြပါတယ် 1995ခုနှစ်ဇန်နဝါရီလမှာတော့ကနေဒါနိုင်ငံကနေအယ်ဘတ်တာနဲ့ဗြိတိသျှကိုလံဘီယာမျိုးစေ့ဝင်ပလွေအထီး6ကောင်နဲ့အမ8ကောင်စုစုပေါင်း14ကောင်ကိုအမေရိကန်နိုင်ငံကိုလေရင်နဲ့ဖန်စီခေါ်ဆောင်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ဒီဝင်းဘလွေ14ကောင်ကို Yellowstone area တဲ့ကိုလွတ်မပေးခင်မှာတအေကလောက်အကျယ်ထဲမှာခြံခတ်ပြီးတော့3လနီးပါးကန်ကို soft release အရင်လုပ်ပါတယ်ဒါက Yellowstone ရဲ့သဘာဝရင်မြင်နဲ့အသားကျသွားအောင်အရင်လုပ်ပေးတဲ့သဘောမျိုးပါ ီဝင်းဘလွေတွေ Yellowstone မှာအသားကျသွားပြီးဆိုတော့မှ Yellowstone ရဲ့ Tornet area တွေကိုလွတ်ပေးခဲ့ပါတယ်။ပထမဆုံးဝင်းဘလွေတွေကို relocate လုပ်တာအောင်မြင်ခဲ့တာကြောင့်1996ခုနှစ်မှာနောက်ထပ်ဝင်ပလွေ16ကောင်ကိုကနေဒါနိုင်ငံကနေထပ်မံခေါ်ဆောင်ခဲ့ပါတယ်။1998ခုနှစ်မှာတော့နောက်ထပ်10ကောင်ထပ်မံခေါ်ဆောင်ခဲ့ပြီးတော့စုစုပေါင်းဝင်ပလွေ42ကောင် Yellowstone area တဲ့ကိုပြန်လွှတ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဝင်းဘလွေတွေပြန်လဲရောက်ရှိလာမှာပဲ Yellowstone မှာတမင်ရီအတွက်ကပြန်လဲထိန်းချုပ်နိုင်ခဲ့တယ်လို့ Gas Net ကလည်းတဖြည်းဖြည်းချင်းပြန်လဲကောင်းမွန်လာခဲ့ပါတယ်2000ခုနှစ်အရောက်မှာတော့ဒီဝင်းဘလွေတွေမျိုးပွားရာကနေအကောင်ရေတရာကျော်အထိရှိလာခဲ့ပြီးတော့ဝင်းဘလွေအုပ်စုအသစ်တွေလည်းပြန်ပွားလာခဲ့ပါတယ်ဒါကဒီနေ့ပြောပြပေးမယ့်ဇလန်းရဲ့နောက်ခံကြော်ယူဖြစ်ပါတယ်တကယ်ဇလန်းကအခုမှစမှာပါ ကနေဒါကနေပထမဦးဆုံးခေါ်ဆောင်ခဲ့တဲ့ဝင်ပလွေ40ကောင်ကိုနံပါတ်စင်တွေနဲ့မှတ်သားထားခဲ့ကြပါတယ်။ Wolf number 1ကနေ Wolf number 41 အထိပါ။ဒါအပြင်ကမှဒီဝင်ပလွေ40ကောင်လုံးကိုလည်း VHF radio collar တွေတက်ဆင်ပေးခဲ့ကြပါတယ်။ဒါကြောင့်ဝင်ပလွေတွေကို telescope နဲ့လမ်းကြည့်လိုက်တာနဲ့ဝင်ပလွေနံပါတ်ဘလောက်ဖြစ်တယ်ဆိုတာကိုသိနိုင်ပါတယ်။ဒီဝင်ပလွေတွေကိုနေ့စဉ်စောင့်ကြည့်လေ့လာနေခဲ့တာကတော့ Rick McIntyre လို့ခေါ်တဲ့သူတေတီတယောက်ပါ။ ူကတနှစ်ပတ်လုံးမှာခရစ်စမတ်နေ့နဲ့နှစ်သစ်ကူညာနှစ်ရက်ပဲအနားယူပြီးတော့ကျန်တဲ့363ရက်လုံးကိုဝင်းဘလွေတွေကိုစောင့်ကြည့်ခဲ့တဲ့အထီကိုဝင်းဘလွေတွေအပေါ်မှာစိတ်ဝင်စားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဒါအပြင်ဝင်ပလွေတွေကိုစောင့်ကြည့်ခဲ့တဲ့စုစုပေါင်း나이12000နဲ့ကမ္ဘာစံချိန်လဲတင်ထားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။သူစတင်လေးလာခဲ့တဲ့အချိန်ကနေအနားယူတဲ့အချိန်ထိနေတိုင်းမတန်းတင်ခဲ့တဲ့ဝင်ပလွေတွေရဲ့အကြောင်းကစာမျက်နှာ9000ကျော်အထိတောင်ရှိခဲ့ပါတယ်။ သူကဝင်းပလွေတွေကိုဒီလောက်ထိစိတ်ဝင်စားခဲ့တာကြောင့်လဲဘဲတုတေတီတွေကမှသတိမထားမိခဲ့ကြတဲ့ဝင်းပလွေအုတ်ထဲကအချင်းဇလန်းကိုတွေးရှိခဲ့တာလို့ဆိုနိုင်ပါတယ်1995ခုနှစ်မှာကနေဒါနိုင်ငံကနေရောက်ရှိလာတဲ့ဝင်းပလွေ40တကောင်က1998ခုနှစ်မှာတော့ဝင်းပလွေအုတ်၄ခုအထိဖြစ်သွားခဲ့ပါတယ်ဒီအုတ်စုတွေကိုတော့ Rose Creek Pack Durick Peak Pack Chief Joseph Pack နဲ့ Sora Buri Pack ဆိုပြီးတော့နာမည်တွေပေးထားခဲ့ကြပါတယ် မူရင်းနံပါတ်စဉ်41အထိပဲရှိတဲ့ဝင်းပလွေတွေက Yellowstone မှာမျိုးပွားခဲ့ကြပြီးတော့ပထမဆုံးမျိုးသက်တွေ Wolf 42ဆိုတဲ့ဝင်းပလွေအမှတ်စဉ်42ကို1998ခုနှစ်မှာပဲမျိုးပွားခဲ့ပါတယ်သူကတော့ Cinderella's Ever Step Sister လို့နာမည်ပြောင်းပေးထားတဲ့ဒီဇလန်ရဲ့ဇလိုင်းမင်းသမီးလေးပဲဖြစ်ပါတယ်။ဒီဝင်းပလွေအုပ်၄ခုတဲကမှာ Rose Creek Pack နဲ့ Drip Peak Pack ရဲ့ဝင်းပလွေခေါင်းဆောင်တွေကကနေဒါကနေပထမဦးဆုံးရောက်ရှိလာခဲ့တဲ့ဝင်းပလွေတွေတဲကဖြစ်ပါတယ်။ ယူရစ်ဖက်မှာခေါင်းဆောင်ဝင်ပလွေဖြစ်တဲ့ဝင်ပလွေနံပါတ်၈မှာညီကိုတော်ဆက်နေတဲ့ဝင်ပလွေတကောင်ရှိပါတယ်။သူကတော့ဝင်ပလွေနံပါတ်၂၁ပါဒီဇက်လန်ရဲ့အဓိကခေါင်းဆောင်ဖြစ်ခဲ့တာကလည်း Wolf 21ဆိုတဲ့ဝင်ပလွေအထီးပဲဖြစ်ပါတယ်။အုပ်စုတွေကွဲသွားကြတဲ့ဝင်ပလွေ၄၀တကောင်ကအချိန်လေးကြာလာတာနဲ့အမျှပိုင်နက်နယ်မြေတွေကိုစီခွဲယူခဲ့ကြပြီးတော့ဂျမ်ဘတ်တွေပုံစံဖြစ်လာခဲ့ကြပါတယ်။တခါတလေမှာအုပ်စုချင်းထိတ်တိုက်တိုက်ပွဲတွေရှိသလို့ တပွဲနဲ့တပွဲအလစ်မှာဝင်ရောက်တက်ဖြတ်တာမျိုးတွေလည်းရှိခဲ့ပါတယ်1996ခုနှစ်တရက်မှာတော့ Jurich Peak Pack ရဲ့ခေါင်းဆောင်ဝင်ပလွင်နံပါတ်6ကဒီလိုပုံစံနဲ့ပဲ Rose Creek Pack ရဲ့ဝိုင်းဝန်းတက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်ဝင်ပလွင်နံပါတ်6တေဆုံးသွားပြီးတဲ့နောက်မှာသူ့ရဲ့ညီဖြစ်တဲ့ဝင်ပလွင်နံပါတ်21က Jurich Peak Pack မှာခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လေးလာမှုတွေအရာနံပါတ်21ကသူအကိုရဲ့တေဆုံးမှုကိုဝန်းနေနေတဲ့ပုံစံနေနေတိုင်းမြင်တွေ့ရတယ်လို့ ရစ်မက်ကလန်တာရီရဲ့မှတ်တမ်းတွေမှာဖော်ပြထားခဲ့ပါတယ်ကမ်းပြင်ကမှာဒီဇလန်ရဲ့ဇက်ကောင်ဖြစ်လာမဲ့ Wolf 42ဝင်ပလွေနံပါတ်42ဝင်ပလွေမာလေးကလည်း Jurel Peak Pack ကိုတိုက်ခိုက်ခဲ့တဲ့ Rose Creek Pack မှာမွေးဖွားခဲ့တဲ့ Yellowstone ရဲ့ပထမဦးဆုံးမျိုးဆက်ဖြစ်ပါတယ်။တစ်ချိန်မှာတကောင်နဲ့တကောင်မျက်စိအောက်ကအပြောင်းမခံနိုင်လောက်အောင်ချစ်ကြတော့မဲ့ဝင်ပလွေနှစ်ကောင်ကအခုတော့ရန်သူတွေအဖြစ်ဝင်ပလွေအုပ်တစ်ခုစီမှာရှင်သန်နေကြပါတယ်။ Rick McClantyre ကိုယ်တိုင်က Judy Pickett ရဲ့ခေါင်းဆောင်ဝင်ပလွေအသက်ခံရတာကတာမန်ကိစ္စမျိုးဖြစ်တယ်လို့ထင်ခဲ့ပေမဲ့တကယ်ဖြစ်ရမှာဒီထက်ပိုနေတဲ့အကြောင်းတရားတွေရှိနေခဲ့ပါတယ်။ Judy Pickett ရဲ့ခေါင်းဆောင်ဝင်ပလွေနံပါတ်၈သေဆုံးပြီးတဲ့နောက်ပိုင်းသူ့ရဲ့ညီဝင်ပလွေနံပါတ်၂၁က Judy Pickett ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။တဖက်ကသူတို့ရဲ့ရန်ဘတ် Rose Creek Pack မှာတော့ကနေဒါကနေခေါ်ဆောင်လာတဲ့ဝင်းပလွေ40တကောင်တွေကနံပါတ်စဉ်40 Wolf Potty ကဦးဆောင် နေခဲ့ပါတယ် မကြာခင်မှာပဲသူတို့အုပ်စုထဲမှာပထမဦးဆုံးဝင်ပလွေမာလေးတကောင်မွေးဖွားခဲ့ပါတယ်။ဒီဝင်ပလွေမာလေးက Rose Creek Pack ရဲ့ခေါင်းဆောင် Wolf 40နဲ့မောင်နှမတော်ဆက်ပါတယ်။သူမျက်စိရှိမှတွေမွေးဖွားလာခဲ့တဲ့သူ့ရဲ့ညီမကိုအဖွဲခေါင်းဆောင်ဖြစ်တဲ့ Wolf 40ကတော်တော်ချစ်တယ်လို့ဆိုထားပါတယ်။အစာစားဖို့ဦးစားပေးတာမျိုးသူညီမကရုတ်တရက်ဒေါသထွက်ပြီးတိုက်ခိုက်တာမျိုးတွေလုပ်ခဲ့ရင်တော့ Wolf 40ကသူညီမကိုဘာမှပြန်မလုပ်ဖက်ငြိမ်ခံနေလေရှိပါတယ်။ ဒီလိုအလိုလိုက်လုံးနာကြောင်းပဲ Rose Creek Park မှာကြောက်စရာကောင်းတဲ့ဖြစ်ရဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ရတာပါ U42 Wimbledon မှာကတဖြည်းဖြည်းအရွယ်ရောက်လာတဲ့အချိန်မှာတော့ရက်ဆက်ကြမ်းကြုတ်ပြီးတော့တိုက်ခိုက်ရေးကောင်းတဲ့ Wimbledon မှာတကောင်ဖြစ်လာခဲ့ပါတယ် Rose Creek Park Wimbledon အုပ်စုထဲမှာ U42 ကနောက်လိုက်နောက်ပါ Wimbledon တွေနဲ့တီးခြားပုံစံမျိုးနေထိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ထိ Rose Creek Park ရဲ့ခေါင်းဆောင်ကသူ့ရဲ့အကိုဖြစ်တဲ့ U42 ပါ Who 42ကနောက်လိုင်းနောက်ပါများလာတဲ့အခါမှာတော့သူတို့ကိုလိလာနေတဲ့သူတေတီတွေကိုတော့သွေးပြက်သွားစေလောက်မဲ့အရာတခုလောက်ခဲ့ပါတယ်။အဲ့ဒါကတော့သူမဘွားတစ်လျှောက်လုံးကိုကာကွယ်စောင့်ရှောက်ပေးခဲ့ပြီးတော့အကိုကြီးပီသားတဲ့သူ့ရဲ့အကိုအရင်အဖွဲကောင်းဆောင်ဝင်ပလွေနံပါတ်40ကိုသူကိုယ်တိုင် နောက်လိုင်းနောက်ပါဝင်ပလွေတွေနဲ့ပေါင်းပြီးတော့ရရဆက်ဆက်တိုက်တက်ခဲ့ကြပါတယ်။ သူရဲ့အကိုဖြစ်တဲ့အဖွဲကောင်းဆောင်ဝင်ပလွေနံပါတ်40ကိုတတ်တတ်ပြီးခြင်းမှာပဲဒီဝင်ပလွေမက Rose Creek Pack ရဲ့ခေါင်းဆောင်နေရာကိုရယူပြီးတော့ Alpha Female တကောင်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲသူတွေသူတွေကဝင်ပလွေနံပါတ်42ကို Cinderella's Everstep Sister လို့နာမည်ပေးခဲ့ကြတာပါ။အဲ့ဒီနောက်တော့ Wolf 42ဝင်ပလွေမက Rose Creek Pack ကိုပျော်ရွှင်စွာနဲ့ဦးဆောင်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့မေလျော့နေကြတဲ့အရာတစ်ခုကလည်းရှိနေပြန်ပါတယ်။ အဲ့ဒါကတော့သူ့ရဲ့အကူအသက်ရှိတဲ့က Judy Peak ဖက်ကိုဝင်ရောက်တိုက်ခိုက်ပြီးတော့ခေါင်းဆောင်ဝင်ပလွေကိုတတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်မှာအခုချိန်မှာ Judy Peak ကိုဦးဆောင်နေခဲ့တဲ့ Wolf 21ဝင်ပလွေနံပါတ်21ကသွေးကြွေးဆက်ဖို့အစဉ်သစ်ဖြစ်နေခဲ့ပါပြီ။2000ခုနှစ်မှာတော့ Judy Peak ရဲ့ခေါင်းဆောင် Wolf 21ကသူ့အကူရဲ့သေဆုံးမှုကိုအကြွေးတောင်းဖို့ Rose Creek Peak ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေ့ညက Judy Peak နဲ့ Rose Creek Peak ဝင်ပလွေအုပ်စုနှစ်ခုရဲ့ဂျားတွေကစည်ရင်ရှင်ပွဲလား Yellowstone တောကြီးတစ်ခုလုံးကိုခြောက်ချားစေခဲ့တယ်လို့ပြောရမှာပါဒီလိုသွေးပြက်ဖွယ်ရာတပ်ဖြတ်မှုတွေကြားမှာပဲကဘာကျော်အချစ်ဇလန်တပုတ်ကလည်းမွေးဖွားခဲ့ပါတယ်ဂျူရစ်ပက်ကိုဦးဆောင်လာတဲ့ Wolf 21ရဲ့အညာအတာကင်းမဲ့မှုတွေအောက်မှာ Rose Creek Pack Wembley အုပ်တစ်ခုလုံးကတေးတဲ့ကောင်ကတေးပြေးတဲ့ကောင်ကပြေးနေတဲ့အချိန်မှာပဲဂျူရစ်ရဲ့ခေါင်းဆောင် Wolf 21နဲ့ Rose Creek Pack ရဲ့ခေါင်းဆောင် Wolf 42 Wembley မတို့နှစ်ကောင်ကတိုက်ပွဲအလဲမှာမျက်နှာချင်းဆိုင်မိခဲ့ကြပါပြီ။ ဒီဖြစ်ရပ်တွေအကုန်လုံးကိုအဝေးတောင်ကုန်းတနေရာကနေတယ်လီစကုပ်နဲ့စောင့်ကြည့်နေခဲ့တာကတော့ Rick McIntyre ပဲဖြစ်ပါတယ်သူစိတ်ထဲမှာဝင်းပလေးအုပ်စုနှစ်ခုရဲ့ခေါင်းဆောင်တွေတကောင်ချင်းအသေးကြီးတိုက်ခိုက်ကြတော့မယ်လို့တွက်ထားခဲ့တာပါဒါပေမဲ့အဖြစ်ပြက်တွေကသူ့ကိုစစ်ပွဲကြားမှာပဲ banking နဲ့အိမ်မက်တစ်ခုမတ်နေတယ်လို့ခံစားသွားစီခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဝင်းပလေးအုပ်စုရဲ့ခေါင်းဆောင်နှစ်ကောင်က မြင်မြင်ချင်းမှာပဲပထမဦးဆုံးအကြည့်မှာတကောင်တဲ့တကောင် foreign left ဖြစ်သွားကြပြီးတိုက်ပွဲကြတဲ့မှာတင်ပုတ်သက်နေခဲ့ကြပါတယ်ဒီလိုနဲ့ပဲခေါင်းဆောင်ဝင်ပလွေနှစ်ကောင်ရဲ့မြင်မြင်ချင်းဖြစ်ပေါ်လာတဲ့အချစ်ဇလန်းကြောင့်ပဲ Judith Park နဲ့ Rose Creek Park တို့ရဲ့စစ်ပွဲကလည်းရပ်တန့်သွားခဲ့ပါတယ်အကိုဖြစ်သူသေဆုံးမှုအတွက်တပွားလုံးဝမ်းနဲ့နေခဲ့တဲ့ Wolf 21နဲ့အကိုဖြစ်သူကိုယ်တော်တက်ဖြတ်ပြီးတော့ထီးနှံကိုလူယူခဲ့တဲ့ Wolf 42တို့ရဲ့တွဲဆုံမှုကတော့စမ်းကြတာထက်ပိုနေခဲ့ပါတယ် တိုက်ပွဲပြီးသွားတဲ့အချိန်မှာတော့ Wolf 42ကသူမရဲ့ Rose Creek Pack ကိုဆွန့်ခွာပြီးတော့ Wolf 21ရဲ့ Drip Peak Pack ထဲကိုလိုက်သွားခဲ့ပါတယ်။စတင်တွေ့ဆုံချိန်ကတည်းက Wolf 21နဲ့42တို့နှစ်ကောင်ကတစ်ကောင်နဲ့တစ်ကောင် မျက်စိအောက်ကနေအပြောင်းမခံခဲ့ကြပါဘူး။ Rick McClanter ကတော့ဒီနှစ်ကောင်ကအစားစားလေအတူတူရေတောက်လေအတူတူအချိန်တွေမှာဆိုရင်လည်းအတူတူရှိနေခဲ့ကြတယ်လို့ဆိုပါတယ်။တစ်ကောင်နဲ့တစ်ကောင်မျက်စိအောက်ကနေအပြောင်းမခံနိုင်တဲ့အထီကိုချစ်ခဲ့ကြတာပါ။ သူတို့နှစ်ကောင်ရဲ့ချစ်ချင်းကနေမျိုးဆက်တဲ့ဝင်ပွေအပေါက်ကလေးတွေအကောင်ရေ20လောက်အထိရရှိခဲ့ကြပါတယ်။သူတို့နှစ်ကောင်စတင်ဖူးစာစုံခဲ့တဲ့2000ခုနှစ်ကနေ9နှစ်ကြာပြီးတဲ့နောက်2006ခုနှစ်မှာတော့ Wolf 21ရဲ့အသက်က10နှစ်ခန့်ရှိလာခဲ့ပါပြီ။ဝင်ပွေတွေထဲမှာတက်တန်းရှိတယ်လို့ပြောရမယ်အသက်အရွယ်ပါ။အသက်အရွယ်ရလာတာနဲ့အများအမဲလိုက်နိုင်စွမ်းနည်းလာပြီးတော့ခန္ဓာကိုယ်ကလည်းချိနဲ့လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Wu 42ကိုတခြားဝင်ပလွေအထီးတွေကလာရောက်ချင်းကဲ့ရင်တောင်သူမကတော့ဘယ်အထီးကိုမှလက်မခံပဲ Wu 21ရဲ့အနီးနားမှာပဲတစ်ဆာရှိရှိနေခဲ့ပါတယ်တခြားဝင်ပလွေအထီးတွေက Wu 21ကိုတိုက်ခိုက်လာတဲ့အချိန်မှာဆိုရင်လေ Wu 42ကရှေ့ကနေကာကွယ်ဓာတ်ပါသေးတယ်ကာကွယ်ယုံနေမဟုတ်ပဲလာရောက်တိုက်ခိုက်တဲ့ဝင်ပလွေတွေကိုရဲရဲဆက်ဆက်နဲ့ကိုပြန်လည်တပ်ဖြတ်ပစ်ခဲ့တာပါအချင်းနဲ့တွေ့ပြီးနောက်ပိုင်းမှာနူးညံ့နေပြီမဲ့သူမရဲ့ဗီဇာအစစ်အမှန်က အကိုအရင်ကိုတော့တက်ဖြတ်ပြီးတော့ခေါင်းဆောင်နေရာကိုလူယူခဲ့တာပါ142ကအခုချိန်မှာတော့သူ့ရဲ့လက်တွဲပေါ်ကိုကာကွယ်ဖို့သူမရဲ့ငယ်ရွယ်စဉ်ဒုံးကလိုသွေးစာမှုတွေပြန်လဲရရှိလာခဲ့ပါပြီသူမကအသက်နဲ့ရင်းပြီးတော့ကာကွယ်နေပေမဲ့ Wolf 22ကတော့ဇရာရဲ့သဘောကိုမလွန်ဆန်နိုင်တော့ပါဘူး2009ခုနှစ်ဇွန်လလမှာတော့ Wolf 21ကလုံးဝအခြေအနေမကောင်းတော့ပါဘူးလမ်းမလျှောက်နိုင်တော့ပဲတေဆုံးမဲ့အချိန်ကိုစောင့်မျှော်နေခဲ့ပါပြီ U42 ကတော့သူမရဲ့လက်တွဲပေါ်ဘေးနားမှာပဲငြိမ်သက်စွာလဲလျောင်းရင်းအဖို့ပြုတ်ပေးနေခဲ့ပါတယ်။ဒီဖြစ်ရက်တွေအစအဆုံးကိုလည်း Rick McClantyre ကအဝေးတနေရာကနေတယ်လီစကုပ်နဲ့စောင့်ကြည့်နေခဲ့ပါတယ်။မကြာခင်မှာ Wolf 21ကငြိမ်သက်သွားခဲ့ပါပြီ။ Wolf 21တေဆုံးသွားပြီးတဲ့အချိန်ကစပြီး Wolf 42ကအဲ့ဒီနေရာကနေတဖွားမှမခွာတော့ပါဘူး။လုံးဝအစားမစားတော့သလိုရေလက်ထမတောက်တော့ပါဘူး။အဲ့ဒီနေရာမှာပဲတောက်လျှောက်လဲလျောင်းနေခဲ့ပါတယ်။ သူတေတီတွေကတော့တချိန်ကသွေးစာလွန်းတဲ့ဝင်းပလွေမာကြီးကသူ့လက်တွဲပေါ်ရဲ့နောက်ကိုလိုက်ဖို့ကိုကိုကိုတေချောင်းကြံနေပြီဆိုတာကိုယိမ်မိခဲ့ကြပါတယ်။သူတို့ထင်တယ်လို့ပဲ Wolf 21တေဆုံးပြီးရဲ့အနည်းငယ်အကြာမှာပဲ Wolf 42ကအဲ့ဒီနေရာမှာပဲဝန်ထဲမှုစိတ်တန်ရာတွေနဲ့ထပ်မံတေဆုံးခဲ့ပြန်ပါတယ်။ Wolf 42ရဲ့တေဆုံးမှုကို Rick McClantyre ကသူ့ရဲ့စာအုပ်ထဲမှာဒီလိုရေးသားခဲ့ပါတယ်။ငါရဲ့ဝင်းပလွေတွေကိုစောင့်ကြည့်ခဲ့တဲ့နှစ်ပေါင်း25နှစ်အတွင်းထဲမှာ ဝင်ပလွေ21နဲ့42လိုမျိုးဖြစ်ရကိုတခါမှမတွေးခဲ့ဘူးဝင်ပလွေ21တေဆုံးသွားတဲ့အချိန်မှာသူမကဘေးနားမှာပဲလဲလျောင်းနေခဲ့ပြီးတော့တေဖို့ကိုပဲစောင့်နေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်ဒီဇက်လန်လေးကဝင်ပလွေတွေမှာလဲခန်းစားချက်ချစ်ချင်းမြတ်တာနဲ့တစ္ဆာရှိမှုတွေရှိတယ်ဆိုတာကိုသက်သေပြခဲ့တဲ့ဖြစ်ရလေးလေးဖြစ်ပါတယ်သူတို့နှစ်ကောင်တေဆုံးသွားချိန်မှာတော့သာသမီအကောင်20ကျော်ကျန်ရစ်ခဲ့ပြီးတော့နာမည်ကြီးဝင်ပလွေတွေဖြစ်တဲ့ဝင်ပလွေနံပါတ်300 ဝင်ပလေးနံပါတ်480နံပါတ်569နဲ့ဝင်ပလေးနံပါတ်954တွေကလည်းသူတို့နှစ်ကောင်ရဲ့မျိုးဆက်တွေဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆုံးခင်ဗျာ